Tapwaki2D channel ကနေကြိုဆိုလိုက်ပါတယ်။ဒီ channel ကနေနှစ်လုံးထီဝါသနာရှင်တွေအတွက် အကောင်းဆုံးရှယ်မွေးကနန်းတွေကိုတင်ပေးသွားမှာပါ။ဒါကြောင့် Tapwaki2D channel ကို like subscribe လုပ်ပြီးခေါင်းလောင်းလေးကိုဖွင့်ထားဖို့မမေ့ကြပါနဲ့။အပတ်စဉ်တနင်္လာနေ့မနက်မှာတပတ်စာရှယ်မွေးကနန်းအပြင်တပတ်အတွင်းကစားတဲ့ကနန်း၃လုံးနဲ့ထွက်နိုင်ချေများတဲ့ break ၃ခုကိုတင်ဆက်ပေးသွားမှာပါ။ အဲ့ဒီအတွက်ဘာအဖိုးအခမှပေးစရာမလိုပဲဒီ channel ကို subscribe လုပ်ထားဖို့တခုပဲလိုမှာပါအကုန် free တင်ပေးမှာပါကဲ April 6ရက်ကနေ April 9ရက်အတွင်းအကောင်းဆုံး break နဲ့ဆက်လိုက်ရအောင် Tablet 2D channel ကနေဒီတပတ်အတွက်အကောင်းဆုံး break ဆိုပြီးရွေးချယ်ထားတာကတော့ break နဲ့ break 3 break 6နဲ့ break 9ပါ ီတစ်ပတ်အတွင်းအထူးကစားရမယ့်ကဏ္ဍတွေကတော့နံပါတ်၄နံပါတ်၈နံပါတ်၁ပါ၄၈တမပါရင်ပောက်ဖို့ရာခိုင်နှုန်းနည်းပါတယ်ကဲထပ်ပလကေတူဒီကနေရွေးထားတဲ့ရှင်မွေးကဏ္ဍကဘာတွေဖြစ်မလဲဒီတစ်ပတ်အတွက်ရွေးချယ်ထားတဲ့ရှင်မွေးကဏ္ဍကတော့၃၄၉၂၄၆တုညာ၈၅တုညာ၈နှစ် ူမြတုံးပါအင်္ဂါနေ့နေ့လယ်နဲ့ညနေအတွက်ကတော့ break 9ကိုအကောင်းဆုံး break အနေနဲ့ရွေးချယ်ထားပြီးအောက်ကွက်ကတော့34နဲ့16ပါအားထိုးဖို့မမေ့ကြပါနဲ့အရန်နေနဲ့ကတူမြခုနှစ်25 89ပါအင်္ဂါနေ့အတွက်အကြိုက်ဆုံးနှစ်ကွက်ကတော့34နဲ့16ပါခင်ဗျာနှစ်လုံးထီဝါသနာရှင်များတစ်ပတ်အတွင်း အမျက်မြများရပြီးအဆင်ပြေကြပါစေလို့ Tharpwaki 2D Channel ကနေဆုတောင်းပေးလိုက်ပါတယ်